1389ခုနှစ်အတွင်းမှာတော့ဒနင်္ဂနွေသားသမီးတွေရဲ့ကံကိုအကျမ်းပြောပြရရင်ဒနင်္ဂနွေသားသမီးတွေက1389ခုကိုမပြောမီ1386ကိုတစ်ချက်ပြန်ကြည့်လိုက်တဲ့အခါမှာဘာကိုဖြစ်ဖြစ်အလုံးနှစ်ခွာစိတ်နှစ်ခွာအလုံးနှစ်ခုစိတ်နှစ်ခုလောက်ခရမှာတော့အသေးချာပဲဖြစ်ပါတယ်ဘာကိုဖြစ်ဖြစ်ဖြစ်ရှင်တဲ့အရာတွေဖြစ်တဲ့အရာတွေကိုဦးစားပေးကြရတဲ့ဒနင်္ဂနွေသားသမီးတွေဖြစ်တဲ့အတွက်1389ခုနှစ်အတွင်းမှာဆိုရင်တော့ ဘာဘူဖြစ်ဖြစ်လတိုင်းလတိုင်းမှာတော့လရဲ့အစာမှာတော့သတိထားရမယ်1989ခုနှစ်အတွင်းမှာ3လတစ်ဖြတ်3လတစ်ဖြတ်3လတစ်ဖြတ်ဆိုပြီးတော့ဆရာတို့အလေးဖြတ်ဖြတ်လိုက်တဲ့အခါမှာပထမဆုံးဗမာလ3လအတွင်းတနည်းအားဖြင့်ပြောရရင်ဆရာတို့ April May May စာဒါပြီးတော့ဂျွန်လလယ်လောက်အထိကိုတော့အနှဲငယ်လေးကန်ကအရန်ကြီးတော့တိုးချက်မလုပ်သင့်မဲ့အဲ့ဒီနောက်ပိုင်းရောက်ရင်ရှေ့ချောက်တချောက်လုံးမှာကန်အကောင်းဆုံးနဲ့အားသာဆုံးနဲ့ဖြစ်မယ်အစမှာတော့ဘာဖြစ်ဖြစ် ခက်ခက်ခဲခဲရုံးကန်ရတတ်တယ်။နည်းနည်းလေးသူများထပ်ပို့ပြီးတော့စူးစမ်းရတတ်တယ်။ဒါပေမဲ့လို့အဲဇွဲရှိအောင်လုပ်ပါတကယ်ကိုရဲရဲဝံ့နဲ့ဥဆောင်လုပ်ပါဒါဆိုရင်1388ခုနှစ်အတွင်းမှာတနင်္ဂနွေသားသမီးတွေဟာဘာကိုလို့လို့အစမှာတော့အကြအပြစ်ခက်ခဲတတ်တယ်။နေရာထိုင်ခင်းအပြောင်းလဲလေးတွေရာထူးလုပ်ငန်းအပြောင်းလဲလေးတွေလှုပ်ဆောင်တဲ့နှစ်ဖြစ်ပြီးတဲ့အခါတနင်္ဂနွေသားသမီးတွေဟာဆက်ပစ္စည်းရင်နဲ့ပတ်သက်ရင်အာသာကောင်းမှုတိုးတက်မှုတွေရရှိတတ်တယ်လို့အိုးအိမ်ချမ်းမြေနေရာထိုင်ခင်းတွေ အပိုင်ဆိုင်ရတတ်တယ်လို့အမှုကိစ္စအမွေကိစ္စတွေအဖြစ်များတတ်သောနှစ်ဖြစ်တဲ့နည်းနည်းသားသမီးတွေဟာရှုံငုံပြောရရင်1988ခုနှစ်အတွင်းမှာဘာလို့လို့လို့အစမှာတော့နည်းနည်းလေးသူများထပ်ပူစူးစမ်းရပါမယ်လို့เนาะဟိုဆွနာလို့ပေါ့ဟိုအစမှာရုံးကန်ရတတ်ပါမယ်အဆုံးသတ်မှာတော့ဒီကြတဲ့နည်းနည်းသားသမီးတွေဟာကြာလီ နေမြင့်လေးလေးအယူရင့်လေးလေးမဟုတ်ပဲကြာလေးထိရောက်လေးကြာလေးထိရောက်လေးဖြစ်တဲ့အတွက်ကြောင့်မလို့တင်းလာသားသမီးတင်းကုန်နေသားသမီးမိတ်ဆွေတွေကိုကတော့ဇွဲရှိလေးလေးအပြိုင်ဆိုင်များလေးလေးကိုအတွက်အောင်မြင်မယ်နှစ်ဖြစ်တယ်ဒီကြပါတဲ့ဘလောက်ပဲကြာကြာဘလောက်ပဲအဲဆွမ်းရလို့ပေါ့ဟိုအပြိုင်ဆိုင်နေများစီကမှုတင်းကုန်နေသားသမီးတွေကပြိုင်နေရင်ကိုအလိုလိုကိုပြိုင်နေတဲ့သူကလည်းအလိုလိုကိုပေါ်နေမှာ ပြိုင်လေးလေးကိုကိုကရှေ့မှာရောက်နေတယ်ဖြစ်တဲ့အတွက်ပြဿနာကိစ္စတခုခုကိုအတေချာစနစ်တကျဖြည့်ခြင်းမှာဒေါသနဲ့မဆုံးဖြတ်ပါနဲ့ငွေကြီးနဲ့ပတ်သက်လာရင်လည်းအစမှနည်းနည်းလေးအခက်အခဲလေးတွေပေါ်ရပေမဲ့လုပ်ငန်းနဲ့ပတ်သက်ရင်လည်းအစမှနည်းနည်းလေးကိုယ့်ကိုမယုံကြည်သလိုဖြစ်ပေမဲ့အလက်တွေမှာအလုံးနဲ့တက်တည်ပြပါရှေ့တို့ဆောင်ရလှုပ်ဆောင်မှာအားသာခြင်းကောင်းမွန်ခြင်းတွေရရှိပါလိမ့်မယ်ဆိုတဲ့နှစ်ဖြစ်တဲ့အတွက်တနင်္ဂနွေသားသမီးမိတ်ဆွေတို့ကိုရှေ့ချောင်းရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်ဇွဲရှိခြင်းနဲ့လှုပ်ဆောင်ရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့အဆင်ပြေခြင်းတွေကို ပြသမယ်နှစ်ဖြစ်တဲ့အတွက်ဒင်းလေသားသမီးတွေကဘာကိုဖြစ်ဖြစ်တော့စိတ်ချတီးခံလမ်းကြောင်းမှန်လို့ကျွန်တော်သုံးသပ်ရပါလိမ့်မယ်။ကောင်းပြီ။ဆိုတော့ဒါအပြင်ဒင်းလေသားသမီးမိတ်ဆွေများလူငယ်တွေကတော့အလုံးနဲ့ပတ်သက်လာရင်ဒင်းလေတွေကများသောအားဖြင့်ဒီတစ်နှစ်ဟာအရှိရင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းကလေးဆရာတို့ဟို ဟိုအဆင်မပြေမှုလေးတွေကြောင်းလုပ်ငန်းလိုက်အဆင်မပြေတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့တော့ဒါလေးကိုဂယူဆိုင်ရမယ်ဟမ်ချာဖွေထားသမျှဟာအခြေရင်းနဲ့ပတ်သက်ပြီးတော့အဆင်မပြေလို့စိတ်မပါတာမျိုးเนาะလူငယ်တွေဆိုအထူးသဖြင့်ဂယူဆိုင်တင်တာပေါ့အခြေရေးကိစ္စတွေကြောင်းလုပ်ငန်းကိစ္စပညာရေးကိစ္စတွေနှောင့်နှေးတတ်တယ်ဒါကြောင့်မလို့ချစ်တော်ချစ်ပါဒါပေမဲ့ အတိနဲ့တတိကိုကပ်ပြီးရှစ်ဖို့လိုအပ်တယ်မေတ္တာကြီးမှဆိုရင်လည်းမေတ္တာကြီးနဲ့ပတ်သက်လာရင်အရှင်နဲ့ပတ်သက်လာရင်ကိုကမိမိရဲ့ရှစ်သူ့အပေါ်အယံကြီးအယုံကြီးလွန်ပစ်တာမျိုးလေးတွေကြောင့်မထင်မှတ်ဘဲနဲ့ခံမမရတဲ့စုံပြည့်ချက်လေးတွေပေါ်လာတတ်တဲ့အတွက်ဒါလေးတွေကိုတတိချပါအရှင်နဲ့ပတ်သက်လာရင်အယံကြီးတက်ယူမတန်ဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအိန္ဒာကြီးနဲ့ပတ်သက်လာရင်တော့အဆိုးနဲ့ဖြစ်စီအကောင်းနဲ့ဖြစ်စီခွဲခွာရတာမျိုးလေးတွေကြုံရတတ်တယ်ပြန်လဲစုံစည်းဖို့အတွက်လည်းတွေ့ရတယ် ကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့ဘာဖြစ်လို့ဖြစ်မှမသိဘူးကျမ်းမာရေးနဲ့လည်းရှူရှာတာမျိုးဟိုနာကကြိုက်တယ်လို့ဒီနာကခဲတယ်လို့ဒီနာကညံ့တယ်လို့ဟိုနာကညံ့တယ်ဒါလေးတွေတော့ကြုံသွားတတ်တယ်ဒါပေမဲ့အရန်ကြီးဆိုးွားနေတဲ့နှစ်တော်မဟုတ်ဘူးဒါပေမဲ့ကျမ်းမာရေးနဲ့ပတ်သက်လာရင်ငွေကြီးပေါ်မူတည်နေပြီငွေဝင်ကျမ်းမာရေးကောင်းပြီငွေမဝင်ကျမ်းမာရေးညံ့တတ်တယ်နှစ်ဖြစ်မှာတော့အသေးချာပဲဖြစ်တယ်ခင်ဗျာတို့တော့ထားလိုက်တော့ဒေါင်းနဲ့69ခုနှစ်အတွင်းမှာတနင်္ဂနွေသားသမီးတွေအတွက်အကျိုးပေးကံကောင်းစေတဲ့ဂဏန်းနံပါတ်တွေအနေနဲ့ဆိုရင်ဆရာတို့တနင်္ဂနွေသားသမီးတွေက ခုနှစ်ကနန်းအကျိုးပေးတယ်ရှစ်ကနန်းအကျိုးပေးတယ်ဒါအပြင်၆ကနန်းအကျိုးပေးတယ်အကျိုးပေးစေတဲ့အယောင်နေနေဆိုရင်တော့မိုးပြာရောင်စင်ဆွေရောင်ဒါအပြင်အပန်းရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပါတယ်ဘာနေသားနေနဲ့တွဲလုံးတင်တယ်လဲဆိုရင်တော့မိတ်ဆွေတို့နေနဲ့တောင်းလို့နေသားသမီးတွေဟာစနေသားသမီးတောက်ကြသားသမီးတွေနဲ့တွဲလို့ရင်ကံရဲ့တိုးတက်မှုကိုရရှိတတ်ပြီးတဲ့အခါအဋိဋ္ဌံပြုကျင်နေဆိုတနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာ1388ခုနှစ်အတွင်းမှာ ကိုနဝင်းမိုးလင်းမှာတည်မယ်ဆိုတဲ့အတိုင်းမနှမိုးလင်းတဲ့အခါဂုံတော်ကိုးပါးကိုကိုးကောက်ဒါဆိုရင်ဒီကောက်အရာကိုဆရာကဆရာမဖြစ်ခင်ကနေကလှုပ်ထားတာအများအိတ်တဲ့အခါဂုံတော်ကိုးပါးကိုကိုးကောက်ရွတ်အိတ်တတ်တယ်ဒါပေမဲ့မိတ်ဆွေတွေကအရှားဘာသာဝင်ဆိုရင်ကိုမိမိယုံကြည်ရာဘာသာမိမိယုံကြည်တဲ့ဘာသာရေးကိစ္စလေးတွေမှာဘယ်ဘာသာမဆိုဘာသာတရားဟာဘာသာတရားတိုင်းဟာကောင်းမွန်တယ်လို့ဆရာကမြင်တဲ့အတွက်ဘယ်ဘာသာကိုမဆို အရေးကြီးတဲ့ကိစ္စတွေအရေးကြီးတဲ့လုပ်ငန်းကိစ္စတွေဟိုဆွနာလိုပဲမမဟုတ်ဘူးနေ့စဉ်နေ့တိုင်းအစင်မမှန်လေးရွတ်ဖတ်ကြင်ကြံသွားလိုက်လို့ရှိရင်1389ခုနှစ်အတွင်းမှာဆိုလို့ရှိရင်မိတ်ဆွေတွေဟာညံ့မှာဆိုရင်တောင်ညံ့မယ်လို့ဆရာကမထင်တော့ပါဘူးခင်ဗျအဲ့တော့တနေ့ကနေသာသမီမိတ်ဆွေတွေအနေနဲ့ဘာသာတရားကိုင်းကိုင်းဆိုင်ဆိုင်လုပ်ပါဘာသာတရားနဲ့ပတ်သက်ပြီးတော့ပုံမှုပြီးတော့အဲတိုးချဲ့လှုပ်ဆောင်ရင်အစင်ပြေမယ်အထုသဖြင့်အားတဲ့အခါ meditation လေးတွေထိုင်ပေးတာမျိုးဟာပုံမှုကောင်းမှုပြီးတော့တိုးတက်နိုင်သောနှစ်ဖြစ်တယ် ကောင်းပြီ1986ခုနှစ်89ခုနှစ်ပြီမှာတနင်္ဂနွေသားသမီးတွေကဘာလို့လို့လို့အစမှာတော့အနှဲငယ်လေးရုန်းကန်ရတတ်တဲ့အတွက်တော့အစတိုင်းမှာလရဲ့အစတိုင်းမှာတော့နည်းနည်းလေးတရက်နေ့၂ရက်နေ့၃ရက်နေ့လေးတွေမှာဂယူဆိုင်စင်ညာတတိထားလှုပ်ဆောင်ရင်လိုအပ်ကြောင်းထပ်လောင်းပြောလို့ပါတယ်ကန်ဆာတာတက်စီရန်ပြုလုပ်ရမယ့်ရေရီယာအနေနဲ့ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ ဒေါသနဲ့ဆုံးဖြတ်တာကိုလျှော့ပါစကားအများကြီးမပြောပါနဲ့အမှားအများကြီးပါတတ်တယ်ဒါအပြင်အလုံးနဲ့သက်သေပြပါဖြစ်နိုင်ရင်ပြုံးပြတာဟာမိတ်ဆွေတို့အကောင်းဆုံးအဆောင်ရည်တရားဖြစ်တယ်ထို့အပြင်မိတ်ဆွေတို့နေနဲ့ကံစားတာတက်စီရန်အတွက်ဆိုလို့ရှိရင်တော့လူကြီးမိဘဆရာသမားမိမိတဲ့အသက်ကြီးသောသူတွေမိမိတို့ရဲ့မိဘဆရာသမားတွေကျေးဇူးရှိတဲ့သူတွေကင်မွန်နီဆယ်ပါဦးနေ့စဉ်ဖြစ်စီကိုယ်တိုင်ဖြစ်စီဥချအိဟာတာဟာအကောင်းဆုံးရည်တရားဖြစ်ပြီးကြုံကြိုက်တဲ့အခါမှာမိတ်ဆွေတို့နေနဲ့ဆင်းရဲသားမရှိသူကို